Hello အားလုံးပဲမင်္ဂလာပါရှင်ဆန်ဆန် official page နဲ့ YouTube channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဒီဗီဒီယိုလေးမှာတော့တိုင်တူထိုးနည်းလေးကိုသင်ပြပေးပါမယ်ရှင်ကျွန်တော်ကတော့ရှီလေးကိုအိမ်မှာပိုးနေတဲ့ရှင်လေးနဲ့ထိုးပြမှာပါเนาะအော်တလေးလုံးနေနေဆိုရင် make cotton ကိုတုံးလို့ရပါတယ်ပြီးတော့ size ကိုလည်းဒီရဲ့ 3.mm ကိုတုံးလို့ရပါတယ်ခဲအဲ့တော့စပြီးတော့ထိုးမယ်ထိုးမယ်ဆိုရင်ကျွန်တော်တို့ဂျိတ်လေးနှစ်ချီလောက်စောင်းထားပေးပါတော့ ဘာလို့လဲဘုံမှာစထိုးရလို့ဆိုရင်ကျွန်တော်တို့အနားရင်ရင်ဒီလိုညင်ညင်လေးဖြစ်အောင်ပေါ့နော်ဘယ်လိုထိုးရမလဲဆိုတာကိုပြပါမယ်တချို့ကျတော့ကျွန်တော်တို့ line ပေါ်မှာတင်းနေဒါပေမဲ့မညီမညာဘူးပေါ့နော်ကိုယ်ကကောက်လေးဖြစ်နေတယ်ဆိုတာအဲ့ဒီဟာမျိုးလေးမဖြစ်အောင်လို့ပေါ့နော်ကျွန်တော်ပြတဲ့အတိုင်းလေးထိုးပါနော် okay အဲ့တော့ပထမအဦးဆုံးကျွန်တော်တို့ဖူမီစပြီးတော့ထိုးပါမယ်1 2 3 4 5 ជ្រូา្វាច់ទៅន្ โอเค10ไรကျွန်တော်10ไรทุบပြပါမယ်10ไรทุบပြအောင်ဆိုတော့အဲ့လိုတံတန်းတက်ဖို့အတွက်ကျွန်တော်တို့ဖုန်မီတစ်ချက်နဲ့စမယ်စပြီးသွားလို့ရှိရင်အဲ့ဒီဖုန်မီတစ်ခုကိုတော့ကြော်ခဲ့လိုက်မယ်ကြော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီရက်တွေရေးလိုက်ရင်10ပေါင်မြောက်ဒီဘက်ကနေရေးမယ်ဆိုရင်တော့ဒုတိယအပေါင်မြောက်ပေါ့เนาะအဲ့ဒီအပေါင်မြောက်မှာဒီအက်ကိုကျွန်တော်တို့ဒီလိုပုံစံမျိုးပေါ့เนาะအဲ့ဒါဝင်ဒီအက်ကိုအဲ့ဒီဒုတိယမြောက် အပေါင်ထဲကိုထည့်နိုင်မယ်เนาะ ထည့်လိုက်မယ်ထည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီရဲ့ကြိုးကိုချိန်လိုက်မယ်เนาะတော်ပြီးတော့ဒီလိုလေးကြည့်မယ်โอเคချိန်ပြီးတော့ဆွဲပြီးတော့ထုတ်လိုက်မယ်เนาะအဲဆိုတာထိုးထားတဲ့ပေါက်ထည့်ကနေဒီလိုလေးဆွဲထုတ်မယ်ဆွဲထုတ်ပြီးသွားလို့ရှိရင်ဒီမှာအပေါက်မှာနှစ်ကြိုးရှိတယ်နှစ်ကြိုးကျွန်တော်တို့ဆွဲထုတ်မယ်တခါနဲ့ Okay ဒီလိုလေးဆွဲထုတ်မယ်ဒါဆိုရင်ကျွန်တော်တို့တိုင်တို့တတိုင်းလို့ခေါ်မယ်เนาะအဲ့ဒါလေးကိုကျွန်တော်တို့ဒီမှာချိတ်ကလေးနဲ့မှတ်ခင်မယ် ကျွန်တော်တို့ဆဲတိုင်းထိုးသွားမှဖြစ်တဲ့အတွက်ဒီကနေစပြီးတော့တတိုင်းလို့စမှတ်လို့ရပြီပေါ့နော်ကြိတ်ကလေးနဲ့မှတ်ခင်မယ်မှတ်ပြီးသွားလို့ရှိရင်ဒီမှာအရှိအပေါက်ထဲမှာလည်းအဲ့ဒီလိုပုံစံလေးအတိုင်းပဲအကူထိုးထည့်လိုက်မယ်ထိုးထည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီကျိုးကိုချိန်လိုက်မယ်နော်ချိန်ပြီးတော့အဲ့ဒီပေါက်ထဲကနေပြန်ဆွဲမယ်ဒါဆိုတင်လိုက်တဲ့အခါကျွန်တော်တို့အပေါ်မှာ တကြိုးနှစ်ကြိုးရှိမယ်။အဲ့ဒီနှစ်ကြိုးကိုတစ်ခါဒီကြိုးပေါ့နော်။တစ်ခါလဲအလိုမျိုးနော် ဆွတ်ထုတ်လိုက်တဲ့သဘောเนาะခဲပြီးလို့ရှိရင်လည်းအလိုပဲနောက်ထပ်ခဲမဲသုံးပါးမြောက်မှာပြီးရင်ကျိုးဆွတ်ထုတ်မယ်ပြီးရင်အဲ့ဒီကျိုးနှစ်ကျိုးကိုတခါတည်းဆွတ်ထုတ်လိုက်မယ်ခဲဒါဆိုရင်တစ်တိုင်းနှစ်တိုင်းသုံးတိုင်းပြီးဒီမှာโอเค ါเนาะတပောက်အဲ့လိုမျိုးဒီပောက်ကလေးတွေเนาะမင်းနေရတဲ့ပောက်ကလေးတွေကို โอเคအဲ့တော့ဘယ်နဲ့တိုင်ရပြီလဲတတိုင်းတိုင်းသုံးတိုင်းနေ့တိုင်းအားတိုင်း၆တိုင်း၇တိုင်း၈တိုင်း၉တိုင်း၁၀တိုင်းနော်၁၀တိုင်းနော်ပြီးလို့ချင်း chain 1 chain 1ပြီးလို့ချင်းပြန်လှည့်မယ်ပြန်လှည့်တဲ့အခါမှာဒီလိုပဲလှည့်လေဒီလိုပဲလှည့်လေစင်ပြေတယ်လို့လှည့်လို့ရတယ်နော်โอเคအဲ့တော့နောက်ထပ်ဒုတိယအတန်းပေါ့နော်တက်မယ်ဆိုရင်ကျွန်တော်တို့ စေတိုင်းပေါ့နော်စေတိုင်းရှိရမယ်အဲ့တော့ကျွန်တော်တို့ဒီမှာအပေါက်ကလေးတွေဒီမှာအပေါက်ကလေးတွေရှိပြီးသားအဲ့တော့ကိုဒီမှာအဆရှာမရအောင်ပေါ့နော်ကျွန်တော်တို့ဒီနားမှာထိုးအမလားဒီနားမှာထိုးအမလားတချို့ကြမသိကြဘူးနော်အဲ့တော့ကျွန်တော်တို့ဒီဘက်မှာမှတ်ထားတယ်နော်ပထမအဦးဆုံးတတိုင်းကနေစပြီးတော့ပြန်ရည်သွားလာနော်အဲ့ဒါဆိုရင် ကိုထိုးရမယ့်ပထမအဦးဆုံးအပေါက်ကို ရှာတွေ့ပါလိမ့်မယ်နော်အဲ့တော့ဒီမှာတတိုင်းတပေါက်ပဲတပေါက်လိုလည်းရည်လို့ရတတိုင်းပေါ့နော်တတိုင်းတတိုင်း ၃တိုင်း၄တိုင်း၅တိုင်း၆တိုင်း၇တိုင်း၈တိုင်း၉တိုင်းအဲ့တော့၁၀တိုင်းဒီ၁၀ပေါ့အဲ့တော့ဒီနာကအဲတပေါက်လို့ထပ်ပြီးတော့ထိုးလိုက်ရုံပဲနော်တပေါက်လို့တတ်မှတ်လို့ရတယ်โอเคအဲ့ဒီပေါက်ထဲကိုအဲ့လိုပဲထိုးလိုက်အခုစိုက်ထိုးလိုက်ပြီးလို့ရှိရင်ဒီကြိုးကိုချိန်ပြီးတော့ပြန်ထိုးတော့ပြန်ထပ်ပြီးပါလို့ရှိရင်မကြိုးစလုံးကိုတခါလဲဆွဲထုတ်ဒါဆိုရင်ကျွန်တော်တို့တတိုင်เนาะဒီအခက်ကလေးနဲ့ချိန်မယ် ကဲတတိုင်းပြီးလို့ရှိရင်အဲ့လိုပဲဒီမှာသူ့မှာအပေါက်တန်းရှိတယ်နှစ်ကျိုးရှိတယ်เนาะဒီမှာကျွန်တော်တို့အကူထိုးလိုက်တဲ့ဆိုရင်နှစ်ကျိုးเนาะရှိမှလည်းလိုပဲဒီဘက်ပေါက်ပါနေဟိုဘက်အပေါက်ကိုထိုးချင်းပေါက်ထိုးလိုက်တဲ့ဆိုရင်ကျွန်တော်တို့နှစ်ကျိုးရှိတယ်เนาะနှစ်ကျိုးအပေါက်မှာရှိနေရမှာเนาะဒီမှာထိုးလိုက်တယ်ပြီးရင်ဒီကျိုးကိုပြန်ချိတ်ဆွတ်ဆွတ်ထုတ်တယ်အဲ့တော့ဒီနှစ်ကျိုးကိုတခါလေဆွတ်ထုတ် โอเคထည့်မယ်ပြီးရင် flat top flat top โอเคဒါကိုယ်တိုင်ကိုယ်တိုင်ပြီးလို့ရှိရင်ဒီမှာရက်ကလေးကိုထုတ်လိုက်ဒါဆိုရင်10တိုင်းညောင်โอเค10တိုင်းညောင်ကဲပင်ချိန်တစ်ခါကိုဆက်ထုတ်မယ်ဆိုရင်ပေါ့เนาะဆက်ထုတ်မယ်ဆိုရင်ချိန်တစ်ခါနဲ့ပြန်လှည့်ရမယ်ဥမာကိုကဆက်မထုတ်တော့ဆိုရင်ကျွန်တော်တို့အဲ့ဒီလိုချိန် င်ပါဘောเนาะတထိုင်ခဲတိုင်းမြောက်ထိုးပြီးသွားလို့ရှိရင်ချိန်တစ်ခါပြီးရင်ကျွန်တော်တို့ကျိုးကိုဒီလိုလေးဆွဲထုတ်ပြီးတော့ဖြတ်လိုက်ရုံပဲเนาะဒီနားဖြတ်ဖြတ်ပြီးတော့ဆိုရင်ကျွန်တော်တို့ဒီလိုအဆုံးတတ်တယ်ဘောเนาะဒီမှာကျွန်တော်ဆိုရင်ဝေဒီလိုအဆုံးတတ်ထားတယ်ပုံလေးเนาะဆက်မထိုးတော့ဆိုရင်ဖုံးမိတစ်ခုထိုးတယ်ထိုးပြီးတော့လို့ဆိုရင်ဒီကျိုးဆွဲထုတ်ပြီးတော့โอเคကျွန်တော်နောက်ထပ်တထိုင်ထထိုးပြန်မယ်ပြီးရင်ဘလို့ဖြတ်လဲဆိုတာပြုတ်ပြပေးမယ်เนาะအော်ဒါ chain 1 chain 1ပြုတ်ရှင်ပြန်လင်းမယ်ဒီမှာပထမဆုံးအပေါက် ထဲမှာတတိုင်းစထိုးမယ်။နော်ပြီးရင်ချစ်ကလေးနဲ့မှတ်ထားမယ်။ Okay ဒါဆိုရင်ကျွန်တော်တို့မှားစရာမလိုတော့ဘူးเนาะနှစ်တိုင်း၃တိုင်းဒီတိုင်း ုနှစ်တိုင်းချစ်တိုင်းကိုတိုင်းเนาะဒီမှာဆယ်တိုင်းမြောက်โอเคဒါဆယ်တိုင်းโอเคကိုကဆက်မထိုးတော့ဦးဆိုရင်ကျွန်တော်တို့ဂျိုးဒီလိုဖုန်မင်းတစ်ခါထိုးပြီးတော့ဂျိုးကိုဖြတ်လိုက်မယ်เนาะ โอเคဒါဆိုရင်ကျွန်တော်တို့ဒီလိုပုံစံလေးเนาะအဲ့တော့ဒီမှာညီးတယ်เนาะဒီနားလေးမှာဒီတိုင်းလေးကိုယ်ကဆက်ထိုးသွားမှာဆိုလဲကျွန်တော်တဒန်းနဲ့တဒန်းစပြသလိုเนาะအဲ့လိုပုံစံလေးဆက်ထိုးသွားလိုက်ရအောင်เนาะဒီဘက်မှာအလိုရဲတဒန်းတဒန်းကို၁၀တိုင်းဖြစ်နေရမယ်เนาะညီညီလေးသွားมาပဲသူကသူโอเคဒီမှာဒါလည်း၁၀တိုင်းပဲဒါလည်း၁၀တိုင်းပဲเนาะဒီမှာညီးတယ်เนาะအောက်ကလည်းကျွန်တော်ထိုးတာက၁၀တိုင်းပြပါဘေးတစောင်းလေးတွေညီညီလေးတွေ အဲကြောင့်ဒီအက်ကလေးလေးလိုတယ်နော်အဲတော့အားလုံးစင်ပြီမလို့ထင်ပါတယ်ရှီတိုနီနဲ့ပတ်သက်ခြင်းနားမလည်တာရှင်တော့လာမေးလို့ရပါတယ်နော်ခေနားမလည်တာရှင်လာမေးပါကိုတိတလောက်ရှင်းပြပေးပါမယ်ရှင်